ကိုကိုကိုငါဘာမှမဟုတ်ဘူးငါပိုင်ဆိုင်မှုဆိုတာလည်းဘာမှအမြဲမရှိဘူးငါရဲ့ဘဝဖြစ်တည်မှုဆိုတာလည်းဘာမှအကြာကြီးမဟုတ်ဘူးစတဲ့နှလုံးသွင်းခံယူချက်နဲ့တတိပေးနေရပါတယ်မဟုတ်ရင်တရင်ကရှိနေတဲ့ကိုယ့်ရဲ့အရှိတရားကိုအကြောင်းပြုပြီးတော့ကိုကိုကိုအထင်ကြီးကမာနတွေကနေရာယူတက်လို့ပါပဲလူဟာကိုကိုအထင်ကြီးနေပြီဆိုရင် သူတစ်ပါးကိုအလိုလိုအထင်သေးလာတတ်ပါတယ် ကိုယ့်ရဲ့အတ္တမာနကသူတစ်ပါးအပေါ်အယုဒိပြုတ်တတ်တဲ့ခါရဝတရားကိုယ့်ကိုယ်ကိုနှိမ့်ချတတ်တဲ့နိဝါဒတရားတွေကိုလွှမ်းမိုးသွားရင်ဘဝကအကြပိုင်းကို ဥတည်စေတော့တာပါပဲ။အဲကြောင့်ဘာမှအကြခြင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲပေါ့။တကယ်ဆိုရင်အလုံးဟာတေကြရအောင်မှာပဲမဟုတ်လား။ဘာမှအကြခြင်းမဟုတ်တဲ့လောကကြီးမှာ ဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲတကယ်ဆိုရင်အားလုံးဟာတေကြရအောင်မှာပဲမဟုတ်လားဘုန်းကြီးတာကိုယ့်ကိုပြန်ပြီးဆုံးမလာပါမယ်မာနတွေတစ်ခါတစ်ခါလူပါရှာချံပြီးတော့မာနတွေကြီးတက်တယ်ဘာမှမရှိတဲ့လူတော်မှမမရှိဘူးဆိုတဲ့မှန်မရှိမှန်ချို့ကပြောလေပြောတာတည့်ရှိတယ်အိုးတို့ကမရှိတာမရှိတာဒါမျိုးဘယ်တော့မှမလုပ်ဘူးဆိုဒါလည်းမရှိမှန်ပဲ မရှိမှန်ဒါကြောင့်ဘုန်းကြီးတို့ဗမာစကားမှာသရောင်းသားထမင်းဝါတော့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါကြီးမရှိမှန်ပဲမာနဆိုတာကလူကိုရှာကြမ်းပြီးတော့သူကလည်းပဲဒုက္ခပြီးတဲ့သဘောပဲမာနကမလဲဆရာတော်ဘုရားကြီးကမာနကြီးကခွေးမြီပမာမြည်စွပါရှင်ထောင်ကမတ်တသုံးမကြဘူးမာနဟာခွေးအမိလိုပဲတဲ့ထောင်တာထောင်တာ အသုံးမတည့်ပါဘူး။ဘယ်နေရာမှာအသုံးမတည့်ဘူးမာနာ။ဘုရင်ကိုရီးယားမှာဆိုရင်တော့မဲခွေးသားတွေရောင်းတော့ခွေးမိတုပ်မရှိစော်ရတော်တော်အရသာရှိတာပဲ။ကိုရီးယားမှာကိုရီးယားတွေ့ကြုံလေအဲ့ဒါဘုရင်ကကိုရီးယားမှာနေသာသနာပြုတော့ကိုရီးယားတက္ကမကြီးတယောက်ကအဲ့ဒါလာပြီးတော့လျှောက်တယ်စနင်မာရှင်နုံခုပြီးသာသရိကေယခချိကဖြီသာဆိုပြီးလာလျှောက်အတိဘကစနင်ရှင်မယားမာရှင်နုံခုပြီးသာသရိကေယအရသာရှိတဲ့ ဟင်းစွန်ကတ်ချင်ပါလေဗျာကချီကဖြစ်တာလာပါဗျာဆိုလာပြင်တော့ဘုန်းကြီးအဲ့သူနဲ့ပါတော့ဘာသားလည်းမသိဘူးစိတ်ကကိုရောက်တော့ခဝေးရလမ်းပြီးမြင်တော့ဆိုင်တွေ့မှလန့်သွားတယ်။ဘာရေးထားလဲဆိုတော့ဂဲခိုကီဂျီပ်လို့ရေးထား။ဂဲဆိုတာခွေးခိုကီဆိုတာအသားဂျီပ်ဆိုတာအစားစားတော့ဆိုင်ခွေးသားအယောင်ဆိုင်ခွေးသားအယောင်ဆိုင်ဟာမရှိစော်ရိုးတဲ့စားကြည့်ပါတဲ့ရတာရှိတယ်ဗျာ။ဟာခွေးသားစားလို့မရဘူး။ ခွေးမိတော့ကတကယ်မရှိစော်ရိုးတဲ့ဟာရှင်မြခွေးမိတော့ကတိတ်ရတာရှိတာဗျာဖိုးပြပါဗျာလာရောက်လို့ဘုန်းကြီးကဟောခွေးရအစမပြေဘူးဘုန်းကြီးတို့မစားကောင်းတဲ့အသားတွေပါခွေးသားလည်းပါတယ်ဘုန်းကြီးတို့ဘုမာပြရလူကြခွေးသားမစားဘူးလို့တော်တော်ညင်ကြီးပါပြောကျင်တာကမလဲဆယ်တော်ဘုရားကြီးကမိန်တယ်မာနာကြီးကခွေးမိပါမှာမြည်စွပါရှင်ထောင်ကမတ်တာသုံးမကြဘူးဆိုတော့မာနာကခွေးမိလို့ပဲထောင်တာထောင်တာ အသုံးမကျဘူးဆိုတဲ့ဇာတ်ကားတော့ကိုရီးယားမှာချွင်းချက်အနေနဲ့တော့ထားမလို့ဖြစ်နေတယ်ကိုရီးယားမှာခွေးမီးတုပ်ကတော်တော်အရသာရှိတာပဲအဲ့ပြောချင်တာကဘုန်းကြီးတို့လူတွေမှာအရှိတရားတရေငါအရှိတရားကိုအကြောင်းပြုပြီးတော့မာနရရှာကြံတက်တာကိုပြောတာငွေရှိတဲ့သူကလည်းငွေကိုအကြောင်းပြုတော့မန်တက်ယာတုရှိတဲ့သူကလည်းယာတုကိုအကြောင်းပြုတော့မန်တက်ဂုံရှိတဲ့သူကလည်းဂုံကိုအကြောင်းပြုတော့မန်တက် လူဟာမာနကြောင့်ကိုယ့်ကိုအထင်ကြီးသွားတာမာနကလူကိုအထင်ကြီးစေလူကကိုယ့်ကိုအထင်ကြီးပြီဆိုတာနဲ့သူတစ်ပါးကိုအလိုလိုအထင်သေးသွားတာဒီစကလုံးလေးတေချာတွေးကြည့်တော့လေပဲအမှန်ဘုန်းကြီးတို့ကစကလုံးနေနဲ့ပြောတာပြောတာတိတ်အထင်မကြီးနဲ့တိတ်အထင်မကြီးနဲ့အထင်မကြီးနဲ့အထင်မသေးနဲ့ဆိုတဲ့စကလုံးမှာတေချာဒီစကလုံးလေးကို analyze လုပ်ကြည့်တေချာခွဲခြမ်းစိတ်ဖြာခြင်း အထင်ကြီးတယ်ဆိုတဲ့စကားလုံးမှာအထင်ဆိုတာတကယ်မှမဟုတ်တာအထင်ဆိုတာတကယ်မှမဟုတ်တာထင်နေတာ ਉ အထင်ကိုကြီးနေတာတကယ်မဟုတ်တဲ့ဟာကြီးကိုတကယ်ထင်ပြီးတော့မှန်ဝင်နေတာအဲ့ဒါထင်ကြီးတယ်ခေါ့အထင်ဆိုတဲ့စကားလုံးကထင်နေတာအမှန်တကယ် not real artificial ပဲအတုပဲအဲ့အတုကိုအထင်ကိုပဲအမှန်တင်ပြီးတော့အဲ့ဒါ ိုမရှိတာကိုရှိတရားရောင်းเนาะမရတာကိုရတရားရောင်းအတော်ဆိုးတာအဲ့တော့အထင်ကြီးတယ်ဆိုတာတကယ်မဟုတ်တာကိုတကယ်အဟုတ်လို့ပြီးတော့ဖြစ်နေတဲ့သဘောကိုအထင်ကြီးတာပဲအဲ့အထင်ကြီးပြီးသူကကိုယ့်ကိုအထင်ကြီးလိုက်တာနဲ့သူများကိုကြည့်အထင်သေးသွား look up ဖြစ်တယ်နဲ့ look down ဖြစ်သွား look down on ဆိုတာကိုယ့်ကို look up မာနရဲ့ကြီးသွားတယ် proud ဖြစ်သွားတာနဲ့သူတစ်ပါးအပေါ်မှာ look down on အထင်သေးသွား အတ္တမာနကြောင့်သူတစ်ပါးအပေါ်မှာအထင်သေးသွားတဲ့လူတစ်ယောက်ပါကိုယ့်ကိုအထင်ကြီးလိုက်တာနဲ့သူတစ်ပါးကိုအထင်သေးတဲ့လူတစ်ယောက်မှာမာနကြောင့်ဘာဖြစ်သွားလဲဆိုတော့ကာရဝတရားလည်းမရှိမပေးနိုင်ဘူး you the respect မပေးမာနကြီးရဲ့ဘူး respect မပေးဘူးဆိုရင်ကာရဝတရားမထားနိုင်ဘူးဆိုရင်သူရဲ့ဆန့်ကျင်ဘက်နိဝါဒနိဝါဒကနှိမ့်ချတာ ဃာရဝပဌာနိုင်မှုဆိုရင်နှိမ့်ကြတာလည်းမလုံနိုင်တော့ဃာရဝစာနိဝါဒောစသံတုထိသကတိညုတာမင်္ဂလာသုံးပါလာပြီလားဃာရဝစာယုသိပေးတာနိဝါဒစနှိမ့်ချတာမင်္ဂလာပဲမင်္ဂလာဆိုတာ an auspiciousness ပဲတိတ်ပြီးတော့ကုသိုလ်တိုးစီတဲ့အရာကိုမင်္ဂလာလို့ခေါ်တယ်မာနကိုအကြောင်းပြုတော့လူတွေဟာလေတယောက်နဲ့တယောက်ဟိုဃာရဝတွေမထားနိုင်ဘူး အယုသေးတွေမပေးနိုင်ဘူးကိုကိုနှိမ်ချတဲ့နိဝါဒတွေမလုံနိုင်တော့ဘူးဆိုရင်မာနကြောင့်သတ္တဝါတွေမှာအဲဒီမောင်မားမှုတွေဖြစ်ကုန်တော့တာအရောမလို့မာနကိုအခြေခံရင်မင်္ဂလာတွေပျောက်တယ်ကာရဝမင်္ဂလာလည်းပျောက်တယ်နိဝါဒမင်္ဂလာလည်းပျောက်ကျန်တော့မသိဘူးအဲ့ဒီဘုန်းကြီးမင်္ဂလာပြောက်တာတခါကတရားတွေမှာထည့်တယ်ဟောပါမင်္ဂလာပြောက်တာကနှုတ်ဆက်တာအစမင်္ဂလာပါဆိုတာတွေတော့ပျောက်ပျောက်ကုန်ပါ ပေါ်သေးတယ်အခုဓမ္မစကူးတွေပေါ်လာတော့အဲ့ဒါလေးပြန်ပေါ်လာတခါတော့ဘုန်းကြီးတရားပွဲကိုရီးယားဆရာတော်ဆိုပြီးသူကလူတွေကဘုံဘုံအညောင်းအဆဲရို့ဆိုတော့မင်္ဂလာပါလို့မနှုတ်ဆက်ဘူးအညောင်းဟာဆဲရို့ကိုရီးယားဆရာတော်ဆိုကိုရီးယားလိုနှုတ်ဆက်တယ်တလောကကိုတရားပွဲတွေမှာအသက်ကြီးတက္ကမကြီးရှေ့ရနေဘုံဘုံနဲ့အာအညာဆေးရိုးတဲ့သူကမပြီးကလားပြီးကလားအညောင်းဟာဆေးရိုးတော့မဟုတ်ဘူးသူကအညာဆေးရိုးတဲ့အညာဆေးရိုးမလုပ်ပါနဲ့လို့ အညာဟာစီလို့မနှုတ်ဆက်နဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါဘုရားပြောပြမင်္ဂလာဆိုတာကုစကားပဲမင်္ဂလာပါလို့နှုတ်ဆက်တာနဲ့အညာဟာစီလို့နှုတ်ဆက်တာဘယ်ဟာကကုသူတိုးမလဲတေချာစဉ်းစားကြည့်အညာဟာစီလို့နှုတ်ဆက်အိုပါရင်တော်တော်မြင်တာအိုပါစိတ်တွေမြင်တော့အကုသူစိတ်ပဲဖြစ်မှာပဲအိုးမင်္ဂလာပါလို့သာနှုတ်ဆက်ကြည်စမ်းမင်္ဂလာပါဆိုတဲ့စကားလုံးလေးကမင်္ဂန်ပါပန်းလူနာတိစိန်တတိတိမင်္ဂလာ ဘာမှမကောင်းမှုအကုသိုလ်ကို လူနာတိစိန်တတိတိပယ်ဖြောက်ပေးတတ်တဲ့အတွက်ကြောင့်မင်္ဂလံမင်္ဂလာလို့ခေါ်တယ်။မကောင်းမှုအကုသိုလ်ကိုပယ်ဖြောက်ပေးတာမင်္ဂလာဆိုတော့မင်္ဂလာလို့ပါဇက်တဲ့ကပြောလိုက်တာနဲ့အိုးကုသိုလ်တစ်ခါတူကုသိုလ်တစ်ခါတူတော့အလေးချင်းနေလို့ဖြစ်အောင်ဘုန်းကြီးတို့ကဓမ္မစကူလေးတွေမှာ လေးတွေကသင်ပေးလိုက်တော့ဓမ္မစုလူငယ်လေးတွေကကလေးတွေကဒါလေးတွေပေါ့အလေးကျင့်နေရဘုန်းကြီးတွင်ဘုံဘုံမင်္ဂလာပါဗျာမင်္ဂလာပါဗျာမင်္ဂလာပါစကားလေးတွေနဲ့ကျင့်တဲ့ဆရာဝမ်းသာစရာဖြစ်တာအေးသင်လို့မတတ်တာတော့လူကြီးတွေလူကြီးတွေကမင်္ဂလာပါအလေးကျင့်မရှိတဲ့အခါကျဘုန်းကြီးကတခါကအကြောင်းဒကာကြီးတွေတက်လာဒကာမကြီးတွေတက်လာကိုကစပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ပေးတယ်ဒကာကြီးမင်္ဂလာပါဆိုတော့တင်မဗျာလို့ထိုင်တော့ တကမာကြီးမင်္ဂလာပါဆိုတော့တင်မဖေအမေသူ့နာမည်ခေါ်တယ်ဗျာမှန်တာမင်္ဂလာပါဆိုမင်္ဂလာပါလို့ reaction ကလာမှာဒါမှရောက်သူဝဲသူအတန်တူအခုတော့မင်္ဂလာပါဆိုတင်မဖေဆိုဘုညာဘာဆက်ပြောမှာမသိတော့ used to မဖြစ်တော့တာကိုယ်စကားပြောမှာကျတော့ share ပြီးတော့သူများစကားကျတိတ်ပြီးတာညမပြောချင်တာကအဲ့ဒီမင်္ဂလာပါဆိုတဲ့အတန်တွေကစကားလုံးနဲ့ကိုတော့မပြောက်တင်တော့ဘူးเนาะ ပို့ပြီးတော့လက်တွေ့ဘဝထဲမှာမင်္ဂလာတရားတော်နဲ့အညီပို့ပြီးကျင့်သုံးနိုင်ရင်တော့အကောင်းဆုံးပေါ့လောလောဆယ်ပါဇက်ကကိုပဲမင်္ဂလာပါလို့နှုတ်ဆက်ရင်ကာရဝမင်္ဂလာနိဝါဒမင်္ဂလာဖြစ်တဲ့အတွက်ကြောင့်မာနလေးတွေလည်းပယ်ပြီးသားဖြစ်ပါလေနော်ဒါကြောင့်မလို့မာနဟာတတ္တဝါအတော်ဒုက္ခပေးတဲ့တရားတစ်ခုဒါကြောင့်ဘုရားကကိလေသာထဲမှာထည့်ထားတာမာနဆိုတာလည်းကိလေသာပဲကိလေသာဆိုတာပူတာပဲ စိတ်ကိုပူလောင်စေအောင်လုပ်ပေးတာကကိလေသာတရားဆိုစိတ်ကိုပူလောင်စေတာလောဘဖြစ်ရင်ပူတာပဲဒေါသဖြစ်ရင်ပူတာပဲမောဟဖြစ်ရင်ပူတာပဲမာနဖြစ်ရင်ပူတာမာနကြီးလို့အေးချမ်းပဲလို့မထင်နဲ့မာနကလည်းပူတာပဲဆိုတော့အဲ့ဒီမာနနဲ့သေလို့ရှင်ဘုရားကမာနကြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့အမျိုးဆက်နှိမ့်ကြတတ်တယ်တဲ့မာနနဲ့သေရင် ဘဝနှင်းကျအစဉ်နှံနေတော့ဟိုးဘုရားလက်ထက်ကဇတ်တော်တစ်ခုမှာအတ္တကဆိုရရှင်ပြန်ကြီးတူရှိအဲ့ဒီရှင်ပြန်ကြီးမှာမိဖုရားကြီးတူရှိတယ်ဥပ္ပရိဆိုတဲ့မိဖုရားကြီးအိမိဖုရားကြီးကတော်တော်ချောတာတော်တော်ချောတော့ तू ကသူ့အလမှန်တက်တူကချောနေတဲ့အခါကျတော့အိုးအလကုန်တဲ့ရင်ကလည်းကြောငယ်ရလဲငယ်မြင်းကြီးရဲ့ပြပြအကောင်ကြီးဆိုတော့သူကအဲ့ဒီအလမှန် မြောက်ကြွမြောက်ကြွပြည်တယ်အဲ့ဒီမန်ကလည်းဆိုးတယ်မာနတကြီးတယ်လို့ကလည်းကြီးတယ်ဆိုတဲ့မန်ရှိတာဝရမန်ဆိုတာကြီးလို့ဖြစ်တဲ့မန်အသက်ငယ်တဲ့သူကလည်းပဲယုပ္ပနာမန်ငယ်တယ်ဆိုတဲ့ဂုံနဲ့မန်တက်ဟောလှတဲ့သူကလည်းလှတယ်ဆိုတဲ့မန်အဲ့ဒီမိဖုရားကြီးက तू လှတယ်ဆိုတဲ့အဲ့ဒီအလှမန်လေးနဲ့တက်နောက်တော့မိဖုရားကြီးကသိလှနေတဲ့အချိန်မှာဆုံးသွားသေသွားတာ ိဖုရားကြီးနဲ့ရဆန်သွားတော့သူမာနကြောင့်တည်သွားတာဘယ်ဘဝရောက်သွားလဲဆိုတော့လေနောက်ချီပို့တို့ဘဝရောက်မာနကတိဆန်ဘဝရောက်ရှင်မင်းကြီးကသူ့မိဖုရားကြီးကိုတားချစ်တော့မိဖုရားကြီးတည်တဲ့နောက်ပိုင်းမှာအလောင်းကိုချက်ချင်းမကြသေးဘူးမိဖုရားကြီးယောက်ကလက်ကြီးကိုជីကြီးပြီးတော့သူ့မှာမစားနဲ့မစောင်းနိုင်ပူဆွေးတော့ကတွေဖြစ်ဆွဲလန်းတာဆွဲလန်းတော့ဘုကြီးမရရရှင်မင်းကြီးရဲ့ဒီ ်ราคะမိကိုဘလို့ညှင်းရင်ကောင်းမလဲနောက်တော့ဘုရားလောင်းရှင်ရဲ့တေးကတော်တယ်မှာတရားအထုတ်နေရှင်ရဲ့တေးတပါးရှိတာကြားဝါအဲ့ဒီရှင်ရဲ့တေးကဘဝတွေကိုမြင်နိုင်တဲ့တကိုးရတာဝိညာဉ်ရတာရှင်မင်းကြီးယသိတပါးရှိတယ်ဘုရားလောင်းရဲ့တေး तू ကတော့ရှင်မင်းကြီးရဲ့ဘိဗေကောင်ကြီးဘယ်နားရောက်တယ်ဥပရိမေဘုရားကြီးဘယ်ဘဝရောက်တယ်ဆိုတာပြောပြနိုင်တဲ့သဘောရှိရှင်မင်းကြီးသိပ်ဆွဲလိုက်နေအဲ့ဒီရှင်ရဲ့တေးသွားမိပါလားဆို ဟာအဲ့ဒါဆိုကောင်းတယ်ငါမိဖုရားကြီးသိကျင်တာပဲရောက်နေလဲအဲသွားမိတဲ့ခါကျတော့မှဘုရားလောင်းယသိကတကိုးနဲ့ကြည့်တယ်ဘေကြီးနဲ့ကြည့်တော့ရှင်မင်းကြီးစိတ်တော့မကောင်းဘူးရှင်မင်းကြီးရဲ့မိဖုရားကောင်းကြီးကခုနောက်ကြည့်ဖုန်ထဲမှာနောက်ကြည့်ဘိုးတို့အမကြီးဖြစ်နေတယ်နောက်ကြည့်ဘိုးတို့ဖြစ်သွားတယ်အာမဖြစ်နိုင်ဘူးဗျာဒီလောက်ချောမောလှပါတယ်တပည့်တော်မိဖုရားကြီးဘာဖြစ်လို့ဒီဘုရားရောက်သွားအเจ้าကမရှိဘူးမယုံရင်ခေါ်ပေးမယ်ဆိုပြီးဘုရားလောင်း ရှင်ရသေးကအဲ့ဒီမိဖုရားကောင်ကြီးတကိုးနဲ့ခေါ်တော့မိဖုရားတဖြစ်လဲဥပရိနောက်ကြီးပုရမကြီးအဲ့ဒါတက်လာနောက်ကြီးပုံတော့ကောင်းကောင်းကောင်းတက်လာနောက်ကြီးပုံပေါ်တက်လာတက်လာတော့မှစကားပြောကြည့်ပါဆိုတော့အတ္တကဘင်ကြီးကမေးကြည့်တယ်ဥပရိမိဖုရားကြီးဟုတ်လားဟုတ်ပါတယ်ရှင်မင်းကြီးဟာဘာဖြစ်လို့အဲ့ဒီဘဝရောက်သွားတာလဲကျွန်တော်မျိုးမလူဘဝကမာနကြီးခဲ့လို့ဒီဘဝကိုရောက်သွားတာပါရှင်မင်းကြီးဆိုတော့ယုံသွားတာဩမာနကဘဝအစင်နှိမ့်သွားတာပဲ ဒိဋ္ဌံဘဝကိုတော့ရောက်သွားစီတာပဲပြီးတော့တခုသိကျင်တာရှိတယ်အတ္တကဘယင်ကြီးကလူဘဝတော့ငါမေဖုရားကြီးကလည်းငါ့ကိုသိချစ်တယ်ငါကလည်းပဲမေဖုရားကြီးကိုသိချစ်တာအဲ့တော့ဘဝရောက်သွားတဲ့အခါမှာကောငါ့ကိုအရင်လိုမြန်ချစ်သေးရဲ့လားသိကျင်တာဘယင်ကြီးကသိကျင်တော့မေဖုရားကြီးကိုမေ့တယ်ဥပရိမေဖုရားတစ်ဖြစ်လည်းတော့ကြီးပုရုမ မိဖုရားကြီးလူဘွားတော်မှာချစ်တယ်လို့ငါ့ကိုအခုဒီဘွားမှာချစ်သေးရဲ့လားဆိုတော့ဥပရိမိဖုရားကြီးတဖြစ်လဲတော့ရှိဘိုးတို့ပါကြီးကပြန်ပြောရှင်မင်းကြီးစိတ်တော်မကောင်းပါဘူးလူဘွားတော်ကအရှင်မင်းကြီးကိုအသက်နှစ်အမြ။ယင်းနှစ်သေးကြပါမှာချစ်ပေမဲ့အခုဒီဘွားရောက်တဲ့အခါဆိုရင်တော့အရှင်မင်းကြီးထဲတဲ့တော့ချီးပုံတွေကတော့ချီးပိုးတို့အထီးကိုပို့ပြီးတော့ချစ်ပါတယ်။ အဲ့ဒါသွားတာပဲအတ္တကပြေခြင်းတံဝေကရဟာတော်ပြီငါကတော့ချစ်လိုက်ရတာနော်ဒီကချစ်လိုက်ရတာမင်းမသိသေးဘူးတခြင်းဆိုအဲ့ဒါကြီးနင်းငါကတော့ချစ်လိုက်ရတာ तू ဟိုဘွားမှာတယောက်နဲ့ပျော်နေပြီဆိုတော့တံဝေကရတရားတွေပါရပြန်သိဟောအဲ့ဒါလေးစဉ်းစားကြည့်တော့တခါတခါလူတွေမှာအစွဲလန်းကိုကတော့စွဲလန်းရတာကိုကတော့ချစ်လိုက်ရတာကိုကတော့တံမိုးထားလိုက်ရတနည်းအားရောက်တော့လူတွေမှာဘာဇောရှိလဲဆိုတော့ ဘဝနိကန္တိကလောဘဇောဆိုတာရှိရောက်တဲ့ဘဝမှာပျော်တတ်တဲ့စိတ်ကလေးယောက်ျားသားကတော့ तू ကမပျော်ဘူးတပတ်နှစ်ပတ်တလားလောက်နေသွားအဲ့နေရာလေးမှာအထိုင်ကျသွားမယ်အဲ့အဲ့လုပ်ငန်းလေးမှာပျော်သွားတာအဲ့နေရာလေးမှာပျော်သွားတာဟောဒါကြောင့်မလို့အမေသရောင်းသားလဲသရောင်းသားဘဝ तू ကတော့တောင်းလို့ရရနေပျော်နေတာဘဝနိကန္တိကလောဘဇောဘုရားလောက်တဲ့လူတွေသူတို့ဘဝတွေမှာအဲ့ဟာလေးနဲ့ပျော်နေတာဟောကြက်တွေငှက်တွေဝက်တွေ သက္ကံမှာသိတာပဲပြိပိမဲ့လည်းချက်ချံထဲမှာပျော်နေတာဝချံထဲမှာပျော်နေတာဘဝကိုတက်မဲ့တက်တဲ့လောဘဇောဟာလေတတ္တဝါတွေကိုရောက်ရဘဝမှာပျော်စေတာအတ္တကရှင်ပင်ကြီးရဲ့မိဖုရဲ့ခေါင်ကြီးမာနနဲ့တည်နောက်ကြီးဘိုးတို့ဘဝရောက်သွားပြီမဲ့အဲ့ဒီဘဝမှာနောက်ကြီးဘိုးတို့အထီးကိုဆွဲလန်းမှုနဲ့ပျော်နေတာဆိုတော့ကိုယ်ဒီမှာအဲ့ဒီမာနဒီမာနကိုအကြောင်းပြုပြီးတော့ မာနခံတဲ့သူတွေတည်သွားရင်ဘဝအစ်စ်နှိမ့်နေဆိုတာလေးသိရနော်လူဟာကိုယ့်ကိုမာနကြီးသွားရင်သူတစ်ပါးကိုအလိုလိုအထင်သေးသွားတာသူတစ်ပါးကိုအထင်သေးသွားတာထင်သေးတော့အယိုးသေးတွေမပေးနိုင်ဘူးနှိမ့်ကြတာတွေမလုံနိုင်ဘာဖြစ်လို့မာနကြီးတာလဲခုနကအထင်ကြီးသွားမရှိတဲ့အရာကိုအရှိလို့ထင်သွားတော့လူဟာတရားပြောက်ပြီးတော့ဘဝကြီးပေါက်သွားတဲ့သဘောရှိတယ်ဆိုတော့မာနက ရှော့ချနိုင်မှဘဝမှာအဆင့်တန်းမြင့်ပြီးတော့နေရတဲ့ဘဝပျော်တယ်မာနချောက်ကောင်းတယ်ဆိုတာတနည်းအားမှမရှိဘူးတို့မာနကြီးသွားလို့ဟေကောင်းကျိုးတွေရသွားတယ်တို့မာနကြောင့်တို့ဒီလိုအောင်မြင်မှုတွေရတာဘာမှမှမရှိဘူးလူအောင်ကျိုးလို့လူပြိမသိဘူးဆိုတာမာနခံတော့ဟိုယူသေးပြရမှလည်းမပေးနိုင်လို့ခွင့်ရည်တွေဆုံးရှုံးသွားတာလည်းရှိတယ်မာနကြောင့်မာနသိကျင်တရားတော်မရဘူး မရဘူးဘုရင်တို့အဂတာဝကကြီးရှင်သာရိပုတ္တရာနဲ့မဟာတာဝကဖြစ်တဲ့အရှင်နုရုဒ္ဓမတိရှင်နုရုဒ္ဓမတိကရှင်သာရိပုတ္တရာကမြတ်စွာဘုရားရှင်ပြီးဉာဏ်တော်အကြီးဆုံးမထေရကြီးပဲအဂတာဝကကြီးရှင်နုရုဒ္ဓမတိကလည်းမဟာတာဝကထဲမှာပါမထေကြီးပဲဒါပေမဲ့ရှင်နုရုဒ္ဓမှာဗာလိခန့်နေဆိုတော့ဟိုအဲ့ဒီဟာလေးမာနာလေးတစ်ချက်ခံတယ်။အိုးတရားကငါသေချာမလုပ်သေးလို့ပါ ေချာတာအားထုတ်လိုက်ငါငါညံ့တဲ့ခဏလေးရပါအဲ့ဒါလေးခံနေတော့တရားအားထုတ်ကြည့်တရားအားထုတ်အဲ့ဒီမာနာလေးခံသွားတော့တရားမရဘူးဖြစ်တယ်မရဆိုရှင်သာရိပုတ္တမထေရ်နဲ့တွေ့တော့ရှင်ဖုရားကအဲ့ဒီဟာလေးခံနေတာဖုရားအဲ့ဒါလေးပယ်လိုက်တရားရပါဘောငါလုတ်ရင်ဖြစ်တယ်ဆိုတဲ့စိတ်ကလေးကလည်းမဖြစ်သွားတာလေအများကြီးရှိတယ်အဲ့တခါတခါအဲ့ဒီဘာမဟုတ်တဲ့ ိုအရှိတရားလေးဘာမို့အတိတရားလေးကလူကိုမန်ခံစီတော့တပတ်ကလည်းပဲလူတွေကဘာဖြစ်လို့မန်ခံရတာလဲဆိုတော့သဘာဝဓမ္မကိုအမှန်မသိတာလဲပါဘာမှအကြကြီးမဟုတ်ဘူးဆိုတော့ဒီအတိလေးကိုနှစ်နှစ်ကရင်ထဲမှာထည့်ရင်ရှိနေလို့ရှင်ဘာမှအထာကြီးတွေလုံးဆရာဘူးမရှိဘူး အကြကြီးမဟုတ်ဘူးဆိုတော့အတိလေးတွေရှိနေအထာကြီးတွေနဲ့ဟောမာနတွေကြီးနေကြအကြောင်းရှိအကြနဲ့အထာလူတွေမှာအထာသိကြီးတာအထာကြီးတာလည်းအဲ့ဒါမာနအကြကြီးမဟုတ်ဘူးဆိုတော့အတိကိုမရှိတဲ့အခါကျတော့အထာကြီးတွေကင်တာလေဖြစ်ကုန်ရောဆိုတော့ဩဘလောက်ပဲအထာကြီးတွေနဲ့မာနတွေကြီးကြီးအချိန်တန်တော့လည်းပဲသူကသွားရတာပဲချိန်တန်တော့လည်းသွားရတာပဲအဲ့ဒီအတိလေးရင်မာထားညမြတ်စွာဘုရားကအဲ့ မာနတွေရောကျင်ရင်တဲ့အဲကိလေသာတွေရောကျင်ရင်ဘာကမ္မထံအထုတ်တင်တယ်လဲဆိုရင်တဲ့အာတုဘကမ္မထံပွားရအာတုဘကမ္မထံပွားရတယ်ပြီးရင်မရဏနုတ္တိသေခြင်းတရားကိုဆင်ခြင်းအဲဒီနှစ်ခုပွားအာတုဘကမ္မထံအတုဘဆိုသူဘကတင့်တယ်တာအတုဘကမတင့်တယ်တာလူတွေကသေသွားမှ အတုပလို့ထင်တာသေသွားမှမတင့်တယ်ဘူးလို့ထင်တာအမှန်ကတော့မသေးခင်နဲ့အတုဝါကြီးဖြစ်တာဒီယုတ်ကတို့တရားကတို့တရားဥမဲတင့်တယ်လိုက်တာလှပလိုက်တာချောမလိုက်တာကိုထင်နေတာဒီယုတ်တရားကြီးဒီကတည်းကကျတော့ဒီယုတ်တရားကလည်းပဲမသေးခင်နဲ့ဟိုကပုတ်နေတာသူ့ဘာမဟုတ်ဘူးအတုဝါမတင့်တယ်မယုတ်ရင်လည်းကြည်ကြည်ကိုယ်ခန္ဓာကိုညရဲ့သုံးရက်လောက်မှရေမချိုးချင်ဟုတ်နန်းစော မတင့်တယ်တဲ့လက္ခဏာတွေအကုန်ပြလူတွေမှာခန္ဓာကိုယ်မှာအပေါက်တွေရှိတယ်။ဒွါရ၉ပေါက်။တေချာတွေ့ရင်အဲ့ဒီအပေါက်တွေပါလေ။ရှိသမျှအပေါက်တွေကထွက်သမျှအရည်ခုနတစ်ခုမှမရှိဘူး။ဘယ်အပေါက်ကပဲထွက်ထွက်။နော်မျက်စိကထွက်တယ်မျက်ရည်မကောင်း။နှာခေါင်းကထွက်တယ်နှာရည်လည်းမကောင်း။တခါကဘုန်းကြီးတို့များနှာစည်းမြင်ဆိုရင် ကိုယ်နှကောင်ကထွက်တဲ့နာရီဘူးနော်ပြိတက်ရှိမှဆိုပြန်ပြန်မျိုးချလာရရှိတယ်။အော်ထွေးကံမရှိ။ဒီအပုပ်ကိုပဲပြန်ပြန်မျိုးရတယ်။နှကောင်ကထွက်တဲ့အရေးလည်းမကောင်း၊ပါးစပ်ကထွက်တဲ့အရေးလည်းမကောင်း၊အာဘုတ်ရေအာဘုတ်နဲ့။နာကထွက်တဲ့အရေးလည်းမကောင်း။ဘယ်အပုပ်ကထွက်တဲ့ထွက်သမျှအရေးမကောင်း။တခါတခါဂျိုင်းကထွက်တဲ့အရေးဂျိုင်းချွေ။ဂျိုင်းချွေလည်းပဲလူတွေကလားဟိုချွေးဒီလောက်ကြီးမနံဘူး။ချွေးကလည်းနံတာ။ ိုင်းကတွေ့တဲ့ချွေပိုးတော့နန်းတဲ့နန်းလဲနန်းနဲ့ငန်းလဲငန်းနဲ့ချွေရငန်းတဲ့သဘောရှိတာတစ်ခါခါလေးသူတွေမှာပတိပြောင်းတယ်နန်းလဲနန်းနဲ့ငန်းနဲ့ငန်းနဲ့ဆိုတာသိရတာနဲ့တစ်ခါတခါတနေ့တနေ့ခေါင်းကြီးတို့ကိုယ်တိုင်ပါပဲကိုယ့်ကိုယ်ဆုံးပါမှာကိုယ်တိုင်လည်းပဲတစ်ခါကျဂျိုင်းလေးကိုလက်ကလေးထိုးထိုးပြီးနန်းနန်းကြည့်ရတာတနေ့ဘယ်နှခါမှမသိဘူး ငန်လဲငန်တယ်နန်လဲနန်တယ်ဆိုတာသိရသားတယ်ဒီအာယုန်ဒီမှာလူတွေမစွန့်ခွာနေတယ်အတုပါကြီးကိုသူ့ပါလို့ထင်နေပြီခြိုက်တဲ့လက်ကလေးထိုးထိုးရေမချိုးကလည်းတစ်ခါရေချိုးပြီးတော့လည်းတစ်ခါနှာခေါင်းလေးရှုံ့ရှုံ့ပြီးတော့နန်လိုက်ရနန်မန်းသိရသားတယ်နေ့တိုင်းနန်ပြီတယ်ဟောအပုတ်ကောင်ကြီးအတုပါဆိုရင်အဲ့ဒါပဲအဲ့ဒီသဘောကိုသေချာနှင်းနှင်းကအတိသွားရင်ဘာမှမာနကြီးစရာမရှိဘူးအတုပါမတင်သေးဘူးဒီလိုလေးတွေ့ အသက်ရှင်နေတော့တင့်တယ်လို့ထင်တာအဲ့ဒါရင်ဒီတိုင်းထားရင်မတင့်တယ်မတင့်တယ်ဘုရားလက်ထက်ကသီရိမာဆိုတာဟိုပြည့်တယ်ဆိုင်သီရိမာကတော်တော်ချောတာအလုံးအမတန်ချောပေါ်တဲ့ဟိုပြည့်တန်ဆာပြည့်ရဲ့တစားတပွဲဖြစ်တဲ့အဲပြည့်တစားတကမလေးတရားသီရိမာတော်တော်ချောတာပဲသူရဲ့လက်တရင်ဂုံတရင်ညာအတိုင်းတိုင်းပြပြရ မင်းကြီးမင်းသားတွေသူနဲ့ပြောပါဖို့ဘုခင်လောက်ရတယ်ကွာကြာကြီးခါကြံဖြိုးတဲ့နှစ်လောက်ကြိုပြီးဘုခင်လောက်ရတညတာကန်စားဖို့အိပ်ဖို့တိရိမာအဲ့ဒီတိရိမာရဲ့ဂုဏ်တဲ့ရင်တိရိမာကပထမတော့ဗုဒ္ဓဘာသာမှာနောက်တော့ဘုရားနဲ့တွေ့ဗုဒ္ဓဘာသာဖြစ်သွားတယ်ဘာသာတရားကိုတော်တော်ကြည်ညိုသွားနေတိုင်းနေတိုင်းတန်ငါ၈ပါး၈ပါးစွန်အလှဲ့နဲ့လောင်းတန်ငါတွေစွန်လောင်းတိရိမာရဲ့ဂုဏ်တဲ့ရင်ကိုတရားလေးတစ်ပါးကလည်းဆွဲသွားတာ ီရိမာချောတာပဲဆိုမမြင်ဘူးပဲနဲ့လေသူကအဲ့တီရိမာကိုဆွဲသွားတယ်အဲ့ဒီယဟန်တော်လေးကဆွဲသွားတော့တနေ့တော့သူအလှက်ကြဆွမ်းကန်တီရိမာအိမ်ကိုကြွားဖို့အလှက်ကိုစောက်တယ်သူအလှက်လဲကြာရောတီရိမာအိမ်ကိုသူပါသွားတာဟိုမှာကျမ်းမာရေမကောင်းတော့ဆွမ်းတော်မှာအတွဲလေးနဲ့အိမ်အဖော်လေးနဲ့တွဲပြီးတော့လောင်းရတယ်အဲ့ဆွမ်းကန်ကြွားတဲ့ဦးစင်းငယ်လေးကတီးမာကိုဆွဲလန်းတဲ့ဦးစင်းငယ်လေးကအဲ့အိမ်ရောက်တော့ဆွမ်းလောင်းတဲ့တီးမာလေးကိုကြည့်ပြီးတော့ဆွမ်းလေးလေးခံပြီးတော့ငကိုရဲဆွဲလန်းတဲ့အခန်းတက်ရှိတော့ သူ့ကိုကြည့်ပြီးတော့ဘာတွေးတယ်မှလဲအတွေးရတွေးလေးရလေဩတဲ့သီရိမာမြာကြည်စမ်းကျမရေမကောင်းလို့ရေမချိုးနိုင်လို့ခန္ဓာကိုယ်ပြင်နိုင်မဲနဲ့မဖီးမလိမ့်ဒီတိုင်းပဲသဘောအတိုင်းရှိနေတာတော့မှဒီလောက်ချောနေတာအိုးဖီးလိမ့်ပြီးတော့ရေချိုးပြင်မြဲပြင်လိုက်ဘလောက်များချောလိုက်မလဲမသိဘူးပိုဆွဲသွားတာပိုဆွဲသွားတာအတွေးတွေနဲ့ဩအတုပကိုစင်ကြီးရမှာ မစင်ညင်နိုင်မဲနဲ့အဲ့ဒါဟောဆွဲလန်းပြီးတော့ကြောင်းရောက်တော့တပိတ်စွန်းတော်မစားနိုင်တပိတ်ကြီးအတိုင်းထားပြီးတော့ခေါင်းမိကြုံအိတ်တော့အဲ့ဒါသီရိမာသေးတော့ဘုရားရှင်သွားလျှောက်တော့ဘုရားကအော်သီရိမာကိုအကြောင်းပြုပြီးတော့တရားရစေရတယ်အများကြီးရှိတဲ့အတွက်ကြောင့်ဘုရားရှင်ကသူ့ကိုချက်ချင်းမတကြိုနဲ့ခொနည်းရထားခொနည်းရပြည့်တဲ့အခါမှာအဲအတိုင်းပြည်မှာရှိတဲ့လူတွေရောအကုန်လုံးမင်းကြီးမင်းသားတွေရောအတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုအားလုံးလာပါဆိုဘုရားကအရှင်ဘုရင်အမိန့်နဲ့ခေါ်လိုက်တယ် ဘုရားเจ้าမှာရှိတဲ့တန်ဃာတော်တွေကိုလည်းပဲအတုပါဆူကြွပါဆိုပြီးတော့အဲ့ဒါတန်ဃာတော်တွေများအချင်းချင်းသတိပေးတော့ခုနကသတိမာကိုဆွဲနေတဲ့ဦးစင်းလေးရတယ်သတိမာအတန်လဲကြအောင်ဟာချက်ချင်းအကုန်လုံးကောက်ထားပြီးတော့သင်္ကန်းတွေကိုပြန်လျှောတပိတ်တွေခုနပုတ်သုံးနေတဲ့ဆွန်းတွေအကုန်လုံးတုံပြီးတော့ဈေးကျော်ပြီးတော့သူကလိုက်သွားအတုပါရှူတဲ့နေရာသတိမာနေရာလဲရောက်လဲရောက်အဲ့ဒါသတိမာကိုလေလံပစ်တာ သီရိမာလေးလံပြတာအရင်တော့ငါသီရိမာနဲ့ပျော်ပါဖို့ဆိုပြီးတော့လူတွေကအကြာကြီးစောင့်ပြီးတော့ဘုကင်လောက်ရတယ်။ကဲအခုသီရိမာနဲ့သီရိမာကိုအလိုရှိတဲ့သူတွေသီရိမာနဲ့ပျော်ပါခြင်းနဲ့သူတွေကဲအားလုံးတပြ900 900နဲ့လာပြီးတော့ပျော်ပါနိုင်ပါတယ်ဆိုလေးလံပြတော့အဲပျော်ခြင်းနဲ့လူလက်ညှိုးတော်မှာလူမထွက်မလား။ဈေးကြီးလို့နဲ့သူတွေဈေးပြန်လျှော့ပါတယ်အတပြ300အဲလည်းဘယ်သူမှထွက်မလားတော့ ဟာတဖြည်းဖြည်းတွေဆိုဈေးတွေ discount တွေလောက်လောက်ပြီးတော့လေးလံပြတာနောက်ဆုံးကဲတိရမဘုမဘုနေပတ်စံမတတ်နိုင်လဲအလကားယူကြပါလို့ပြောရတယ်ပဲတိရမကိုဘုရုမယူမဲ့လူမရှိတော့ဘုရားအဲ့မှာဘုရားကတရားဟောတာခန္ဓာကိုယ်ဆိုတာအသက်ရှင်နေတော့ပြင်ထားစင်သားလို့သာလှတယ်လို့ထင်တာ ပေးသွားရင်ဘာမှအကောင်းမဖြစ်အကုန်အပုတ်ကြီးပဲဆိုပြီးတော့အပုတ်ကောင်ကြီးရုပ်ဆောင်ထားတာဘုရားကအတုဝကမ္မထအတုဝဘာဝနာတရားဟောတော့ခုနကဦးဇင်းလေးလည်းပဲတိရိမာကိုဆွဲတဲ့ရဟန်းတော်လည်းပဲတရားရတရားရအဲ့ဒါပဲပြိဿရေပြောချင်တာကလူတွေကငါဟာအတုဝကြီးငါကမတင့်တယ်ဘူးဆိုတာမသိတော့အဲ့ဒီခန္ဓာကိုအကြောင်းပြုတင့်တယ်လို့ထင်ပြီးတော့အထင်နဲ့မာနတွေဝင်တာ တေချာတွေးကြည့်ဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်ဘူးလူဟာတဲ့ကိုကိုတာတိတ်အထင်ကြည့်နေတာတဲ့တကယ်တမ်းကျတော့လူဟာတလေးဆန်တော့တန်ဖို့မရှိဘူးတဲ့ကျက်တွေသိရင်အိုးကျက်သားဆိုပြီးတော့ရောင်းစားလို့ရတယ်ဘွက်သိရင်ဟာဝတ်သားဆိုပြီးတော့ရောင်းစားလို့ရတယ်စိတ်သားသိရင်လည်းစိတ်သားဆိုရောင်းစားလို့လူသေးလူမောက်ရောင်းစားလို့မရဘူးတဲ့အကုန်လုံးအဲ့ဒါအတင်းကြံကုန်ရောက်ပြီးတော့မီးတင်းကျွတ်ဆက်တဲ့ရောက်သွားတာ ဖေးသွားရင်ဘာမှတန်ဖို့မရှိဘူးမသေးခင်နဲ့အပုတ်နေတဲ့ဒီအပုတ်ကောင်ကြီးမှလေအာသဘကမ္မထမ်းလေးမတင့်တဲ့သဘောလေးကိုဆင်းကျင်းပြီးတော့နေမယ်ဆိုရင်ကိုယ့်ကိုယ်တိတ်ထင်ကြီးနေတဲ့မာနလေးတွေညော့သွားတာဖြစ်တဲ့အတွက်ကြောင့်မာနကိုအကြောင်းပြုပြီးတော့ဂါရဝနိဝတာမင်္ဂလာတရားတွေလည်းညော့သွားတဲ့အပြင်ကိုယ့်ကိုယ်ကိုအာသဘကြီးလို့မထင်မဲနဲ့သူ့ဘလို့ထင်နေတဲ့အထင်ကြီးမှုတည် မာနတရားကိုအခြေခံပြီးဖြစ်တဲ့အတွက်ကြောင့်အထင်ဆိုတာအမှန်မဟုတ်တဲ့အတွက်ကြောင့်အထင်ဆိုတာထင်ယုံတတ်တဲ့ပဲဖြစ်တဲ့အတွက်ကြောင့်အရှိတရားမဟုတ်ဘူးတကယ်အမှန်တရားမဟုတ်ဒါကြောင့်မလို့အဲ့ဒီတရင်ကအရှိတရားကိုအတိတရားလေးနဲ့ကိုယ့်ဘာသာကိုစင်ကျင်ပြီးတော့မိမိကို မာနတွေကနေလျှော့ချငါဘာမှမဟုတ်ဘူးဆိုတဲ့အတိလေးနဲ့ကိုယ့်ကိုအမြဲတမ်းစင်ကျင်ဘာမှအကြာကြီးမဟုတ်ဘူးဆိုရင်ဒီအတိလေးကိုလက်ကင်ထားရင်ဘာပဲဖြစ်ဖြစ်ဘာမှ အထာကြီးတွေလုပ်ဆရာမရှိပါဘူးအားလုံးဟာ ပေးရင်ပေးသွားတာပါပဲဆိုတာဒါလေးအတိလေးကိုဘုန်းကြီးတို့သူတော်ကောင်းများမိမိရဲ့နှလုံးသားထဲမှာဆင်ခြင်းဘုန်းကြီးကိုယ်တိုင်လည်းပဲကိုယ့်ကိုယ်ကိုဒီအတိတရားလေးနဲ့ဆုံးမသူတော်ကောင်းများလည်းဒီအဆုံးမလေးနဲ့နိုင်ယူပြီးတော့ကိုယ့်ဘဝမှာအမြဲတမ်းနှလုံးသွင်းနှစ်နှစ်ကနှလုံးသွင်းထားရမှာကငါဟာ တကယ်အဟုတ်တရားမဟုတ်ဘူးအရှိတရားမဟုတ်ဘူးငါပိုင်ဆိုင်ဟာပိုင်ဆိုင်ထားသမျှဟာလည်းပဲတကယ်အရှိတရားမဟုတ်အထင်နေတာဖြစ်တဲ့အတွက်ကြောင့်ဘာမှမာနစရာမာနဝင်စရာမရှိဘူးဆိုပြီးတော့ကိုယ်မာနကိုတတိလေးနဲ့ချားပြီးတော့ပစ္စုပ္ပန်သန္တရာကိုယ့်ကို ဆုံးမပြီးတော့အသုံးကျနှလုံးလှတဲ့သူများဖြစ်ကြပါစေကုန်တော့တည်း